ဘန်ကောက်ရောက်ရင်ဘယ်နေရာတွေကိုမဖြစ်မနေသွားလဲတဲ့။ဘန်ကောက်ရောက်လို့ရှိရင်မဖြစ်မနေသွားလဲတဲ့နေရာ၅ခုကိုဒီနေ့မှပြပြပေးသွားပါမယ်။ပထမဆုံးတစ်ခုကတော့ what around မှာနော်။အဲဒီ what around မှာရှိတဲ့ညကမီလာကခန္ဓာလာပါတဲ့ဖျားကြောင့်ကြီးရဲ့ညနေစည်းစာလာကအရန်ကိုလာတာမို့လို့အဲဒီကိုရောက်လို့ရှိရင်ဓပုံလက်လာလေးရိုက်ဖို့မင်းနဲ့နော်။ဒုတိယခုအနေနဲ့ကတော့ခြားတူချက်မှာတရှိတဲ့ခြားတူချက် weekend market ပဲဖြစ်ပါတယ် အဲ့ဒီကစေးကြီးကဆိုလို့ရှိရင်ကဘာကျော်ဈေးကြီးဖြစ်တာကြောင့်မလို့လိုအပ်တာမှန်သမျှစားတောက်ဆရာမှန်သမျှကိုအဲ့ဒီမှာရနိုင်ပါတယ်။ဒါကြောင့်မို့လို့စားတောက်ဆရာတွေကိုစုံစုံလည်လည်စားတောက်ချင်တယ်ဆိုရင်တော့အဲ့ဒီဈေးကြီးမှာတောက်ဝယ်လိုက်ပါနော်။တရားတစ်ခုအနေနဲ့ကတော့ Icon CM ပါ။ Icon CM ကဈေးဝယ်စင်တာတသက်မဟုတ်ဘဲနဲ့သူကမြေကမ်းဘေးတစ်ချောင်းမှာလှပတဲ့နေရာတွေပြီးလို့ရှိရင်ရေပန်းအကတွေပါရှိရာဆိုတော့ညနေခင်းမှာအပန်းဖြေဖို့အတွက်အသွားရောက်တဲ့နေရာတစ်ခုပါပဲနော်။နောက်တစ်ခုကတော့ Wolf လောင်းနုံမူဖျားတရှိရဲ့နေရာပဲဖြစ်ပါတယ် ိုင်းနိုင်ငံရဲ့အကြီးဆုံးလျောင်းနမှုဖရားကြီးကိုဖူးမြင်တွေ့ရှိရမှာဖြစ်ပြီးတော့အဲ့ဒီဖရားမှာဆိုလို့ရှိရင်ထိုင်းရိုးရာနေနေမှုလည်းရှိရဲဆိုတော့အဲ့ဒါကိုလည်းတွားရောက်ပြီးတော့လေ့လာလို့ရပါတယ်။နောက်တစ်ခုကတော့အားလုံးမဲ့အားသိစရာဖြစ်မဲ့ McLaren Way Market လေးပဲဖြစ်ပါတယ်။သူတို့ကရထားလာတဲ့ခါကြလို့ရှိရင်ဆိုင်ငန်းနေရာတော့အဲ့မှာခင်းထားတာဆိုတဲ့ခါကြတော့ကမန်းကလေးမြမြမြန်သိမ်းရတယ်ပေါ့နော်အဲအဲ့လိုမျိုးသူတို့မြမြန်သိမ်းရတာသူတို့ကလေ့ကျင့်တစ်ခုလိုဖြစ်နေဆိုတဲ့ခါကြတော့အဲ့လိုမျိုးသူတို့ရဲ့လှုပ်ရှားမှုတွေအံ့ဩမှုတွေကိုမြင်တွေ့ခြင်းနဲ့ဆိုရင်တော့အသွားရောက်လည်းပဲတင်းနေနေရပါပဲနော် ကဲဒါဆိုရင်တော့ဒီနေ့မှာလေပတ်စရာ၅ခုကိုပြပြပြီးသွားပြီဆိုတော့နောက်ထပ်ဘန်ကောက်ရဲ့သွားလည်ရမယ့်စိတ်ဝင်စားစရာနေရာလေးရှိသေးရဲ့ဆိုလို့ရှိရင် comment မှာရေးခဲ့ပေးပါနော်